အားလုံးပဲမင်္ဂလာပါရှင်ရန်နာမွထဲတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reel လေးကတော့ h reel လေးပေါ့နော်ဒီ reel လေးကိုတော့ကျမရဲ့ audio လေးတွေတောင်းဆိုထားတာကြာပြီပေါ့နော်ဒါပေမဲ့ကျမအချိန်မရတာတကြောင်ပြီးလို့ရှိရင်မတိုက်ဆိုင်လို့ပေါ့နော်အကြောင်းလေးတွေမတိုက်ဆိုင်လို့မလုပ်ပေးဖြစ်ဘူးဒီနေ့မှာတော့တသက်ကိုကျမကအချိန်ပြီးပြီးတော့ကျမရဲ့ audio လေးတောင်းဆိုထားတဲ့ h နဲ့ပတ်သက်တဲ့ reel လေးကိုလုပ်ပေးတာဖြစ်ပါတယ်အခုလက်ရှိမှာမင်းရဲ့ h ကမင်းပေါ်မှာစိတ်ခံစားချက်ရှိသေးလားသူမင်းစီကိုပြန်လာနိုင်မလားအဲ့လို ချက်အလက်လေးနဲ့ပတ်သက်ပြီးတော့ပါဝင်နေပေါ့နော်ဒီနေ့ reel မှာအဲ့တော့ကိုရဲ့ age နဲ့ပတ်သက်ပြီးတော့သိချင်တဲ့သူလေးတွေဒီ reel လေးကိုလာပြီးတော့နှာထောင်းလို့ရပါတယ်မင်းရဲ့ age ကခန်းစားချက်တွေမင်းပေါ်မှာကြံနေသေးလားဗညာပေါ့နော်လာပြီးဆက်စုလို့ရပါတယ်နော်ကဲဒါဆိုကျွန်မတို့စမယ်အာဒီ terror deck လေးပေါ့နော် aluminated terror deck လေးနဲ့ဒီဘက်မှာ organic ကလေးတွေရတော့ဒီနေ့မှာထည့်သွင်းပြီးတော့အသုံးပြုသွားမယ် terror ကလေးတွေဖြစ်ပါတယ်ပေါ့နော်ကဲအဲ့ဒါဆိုကျွန်မတို့စလိုက်မယ်နော် အခုလက်ရှိမှာဒီ collective reading ကိုလာကြည့်ရသူလေးတွေရဲ့ age ပေါ့နော်သူရဲ့စိတ်ခံစားချက်တွေမင်းပေါ်မှာရှိသေးလားအဲ့တော့အခုလက်ရှိကိုမပြောခင်အာမင်းတို့နှစ်ယောက်ရဲ့ပတ်သက်မှုဟာနေအရင်ဆုံးစလိုက်မယ်နော်စာပြီးတော့ဆက်ဆက်ရေးတခုတွေကိုဝင်သွားတဲ့ဆက်စပ်ခြင်းမှာတော့အာမင်းရဲ့ age ကလေအာသူ့ဘဝရဲ့ဘယ်လိုပြောမလဲနော်အာ အလောင်းစားပေါ့နော်အဲ့လိုမျိုးပုံစံတစ်ခုလုပ်ပြီးတော့မင်းကိုချစ်ခဲ့ရတယ်တဲ့အဟာနည်းနည်းလေးတော့ကြီးကျယ်သွားပြီနော်ပြောချင်တဲ့ဘောကမင်းကိုသူချစ်ဖို့အတွက်ကိုအာသူ့ဘက်မှာနိုင်မလားရှုံးမလားမသိတဲ့ကစားပွဲတွေပေါ့နော်အဲ့လိုမျိုးတွေကိုသူရှင်ပြိုင်ပြီးတော့မှမင်းကိုချစ်ခဲ့ရတယ်အဲ့ဒီကစားပွဲပုံစံမျိုးပဲပေါ့နော်အဲ့လိုမျိုးလေးသူကခံစားရတယ်တဲ့ပြောချင်တဲ့ဘောကမင်းကိုသူကသဘောကျတယ်မင်းလည်းသူဒီ left flight တွေကိုသွားဖို့အရေးကိုအာသူရဲ့ဒီဘေးပတ်ဝန်းကျင်ကသူတွေက မင်းကိုရွေးချယ်ပွဲမပေးဘူးအဲ့လိုမပေးရင်တော့မှပဲ तू ကသူ့ဘဝအတွက်ဒီကစားပွဲတစ်ခုထဲမှာအနိုင်ရဖို့အတွက်လို့မျိုးပဲမင်းကိုချေရဖို့အတွက်မင်းကိုဒီသူ့ရဲ့ love life တွေကိုခေါ်ဝါဖို့အတွက်ကို तू ကစားပွဲတစ်ခုမှာအနိုင်ရှုံးကိုမတေချာဘဲနဲ့စူးစားပြီးကစားခဲ့ရတယ်လို့ပဲเนาะအလားတူစိတ်နှစ်ပြီးတော့မှအဲ့မင်းနဲ့ဆက်ဆံရေးတခုတွေဝင်သွားဖြစ်တယ်ပေါ့เนาะဆက်ဆံကြမှာအဲ့တော့အဲ့ဒီချိန်မှာတော့ तू ကမင်းပေါ်မှာ fashion အပြည့်ရှိတယ်ဆက်ရထက်သန့်မှုလည်းအပြည့်ပဲအဲ့ဒီချိန်မှာမင်းကိုယ်တိုင်ကလည်း ူ့ဇီယာနဲ့အများကြီးအချစ်ခံရတယ်လို့ထင်ရတယ်သိလားအလောက်ထိကိုသူ့ဘက်ကနေမင်းပေါ်မှာဆက်ရထက်သမှုတွေနဲ့အပြည့်ပေးတယ်အာချစ်တာတွေလည်းပြတယ်ပေါ့နော်အာချစ်တယ်လိုက်ရောမှုတွေပေးတယ်အလိုလိုက်တယ်မင်းပြောတာတွေကိုနားထောင်တယ်အဲ့လိုမျိုးပုံစံအလိုလေးတွေမင်းကခံရတယ်ကြုံရတယ်ဆိုတော့အာမင်းတို့လေးတွေကတဘောကြရတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အာငါအရန်ကြီးကိုချစ်ခံရပြီဆိုတော့အရန်လေးကိုအရန်လေးကိုဝမ်းတာခဲ့တယ်အဲ့လိုမျိုးပုံစံလေးเนาะသူ့ စီကနေ emotional abandon နဲ့အများကြီးရတဲ့လိုမျိုးအမင်းတို့လေးကခံစားခဲ့ရတာပေါ့เนาะအဲ့ဒါမျိုးပုံစံလေးအဲ့တော့ဒီတင်းတို့လေးတွေရဲ့ age ကဒီလိုပုံစံနဲ့တော့တင့်ကိုချစ်ခဲ့တယ်။အော်ဆက်ရထပ်ထပ်မှုတွေအပြည့်အမြဲစတင်ခဲ့တယ်။ဒါမျိုးများရဲ့ဆက်ဆံရေးအစတွေပေါ့နော်။တင်းတို့လေးတွေရဲ့ဆက်ဆံရေးအစတွေ။အဲဒီမှာမှနောက်ပိုင်းမှာတင်းတို့အကြောင်းတစုံတစ်ခုကြောင့်စိတ်တွေမတိုင်ဆိုင်လို့ဝေးသွားတဲ့ချိန်မှာတော့မှခံစားချက်တွေကတော့ရှိနေသေးတယ်။ဒါမျိုးမထုတ်ပြတော့ နော်အဲ့လိုမျိုးနေတယ်တွေ့တယ်မထုတ်ပြတော့ဘူးပြီးလို့ရှိရင်မာနာတွေပေါ့နော်မာနာတွေကြောင့်ဥပမာနှစ်ယောက်သားအကြောင်းလူဆုံးတရားကြောင့်ပြက်သွားတယ်ဆိုလို့ရှိရင်ပြန်တွေ့ဖို့နော်သူ့ဘက်ကနေစဉ်းစားပြင့်နေဆိုရင်တော့မှအာဒီနေ့တော့မဟုတ်ဘူးဒီနေ့တော့တော့မတွေ့ဘူးနောက်နေ့မှတွေ့မယ်အဲ့အဲ့လိုမျိုးပုံစံပေါ့သူ့ကိုယ်သူဆုံးဖြတ်ချက်ချလို့မရတဲ့ပုံစံငါဟိုတနေ့လာမှတွေ့မယ်အင်္ဂါမှတွေ့မယ်ဘုရားကြတယ်ပြတောင်းကြအဲ့လိုမျိုးသူချိန်ဆွဲရင်းဆွဲနေနောက်ဆုံးမှအာတင်းတို့နှစ်ယောက်လုံးလုံးယူဝေးသွားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံအဲ့တော့ တင်းတို့လေးတွေရဲ့ H နဲ့တင်းတို့လေးနဲ့ပြီးပြတ်သွားပြီးဆက်ဆက်ရင်းနောက်ပိုင်းမှာသူ့ဘက်ကနေတော့မင်းပေါ်တစ်ချက်တစ်ချက်စိတ်လေနာနေသေးတယ်ပေါ့နော်ကျမအားမျိုးလေးတွေ့ရစိတ်လေလာဗီမဲ့လေသူလာဖို့ကြတော့သူ့ဘက်မှာလည်းမာနာရှိတဲ့ခါကျတော့အာဒီနေ့ဖို့ဘူးလက်ဖြတ်ဖို့ဒီဘက်ကမဟုတ်အဲ့အမျိုးလေးအာအချိန်ဆွဲရင်းဆွဲရင်းနဲ့မင်းနဲ့တူနေလုံးဝဝေးသွားတယ်ပေါ့နော်အဲ့အမျိုးလေးတွေ့တယ်အာအခုလက်ရှိချိန်မှာတော့အာနှစ်ယောက်ကြာဆက်ဆက်ရမှန်တစ်ချက်လို့ပဲအာတင်းတို့လေးတွေပြုံပြရင်သူပြုံပြမယ် သူတို့လေးကမဲ့သူမဲ့မဲ့အဲ့ဒါမျိုးပေါ့လမ်းမှာတွေ့နေအောင်မကိုရင်ပြုံးပြမှာဒီ H ကပြန်ပြီးပြုံးပြမယ်အနေထားကိုကချိန်မိုးပြီးတော့နေသူကလည်းချိန်မိုးပြီးတော့နေမယ်နော်အဲ့လိုမျိုးပုံစံအချိန်နေနေနေဖြစ်သွားကြပြီနော်ကျွန်မအဲ့ဒါမျိုးတွေ့တယ်အဲ့တော့ဒါကတင်လို့ညားမဲဆက်ဆက်ရေးအစာလေး ਨੇ အခုလက်ရှိထိပေါ့နော်တင်လို့ညားဝေးသွားပြီးတဲ့အချိန်ဒီမှာကိုအာတွေ့လာရတဲ့အချက်လက်လေးတွေကျွန်မအရင်ဆုံးပြောပြပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တင်လို့နေနေဒါဒီအချက်လေးတွေက energy ကိုင်းနေတာပေါ့နော်ကိုင်းရင်ဆက်ပြီးတော့ကြည့်ပြပါနော် အဲ့တော့ကျမက terror cut ကလေးတွေနဲ့ထပ်ပြီးကြည့်ပေးမယ်အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူတွေလေအခုလက်ရှိပေါ့နော် current energy ပဲထားပါတော့နော်အခုလက်ရှိမှာသင်တို့လေးတွေပေါ့သင်တို့လေးတွေရဲ့ age ကစိတ်ခံစားချက်ရှိသေးလားအဲ့တော့ YouTube မှာလည်းနော် video တွေတင်ရတာလည်းလေးလေးလန့်ပါတယ်နော် ဘာမှလည်းမဟုတ်ပဲနဲ့နည်းနည်းလေးပို့ရင်တော့မှသူတို့ကတင်ခွင့်မပေးဘူးဖျက်ပြက်တာမျိုးတွေလုပ်တယ်ပေါ့နော်ကျွန်မလည်းတစ်ချိန်ထိတာပြီဆိုတော့တော်ရုံလေးနေဆိုလို့ရှိရင်တော့မှကျွန်မမဖို့ပြရဲတော့ဘူးပေါ့နော်အဲရောပြလို့မရတဲ့ကလေးတွေဆိုအဲ့လိုမျိုးလေးတောင်းလိုက်မယ်နော်ပြလို့မရတော့ဘူးလို့ကျွန်မထင်နေတာပါပေါ့နော် အဲ့တော့အခုလက်ရှိမှာအာမင်းရဲ့ age ကမင်းပုံမှာစိတ်ခံစားချက်တွေရှိသေးလားဆိုတော့ तू ကတော့လုံးဝအာသူ့ရဲ့ဒီခံစားချက်တွေမှာ तू အစ်တတဖန်ပြောင်းလဲလိုက်ပြီအဲ့ဒါမျိုးတွေ့တယ်မင်းနဲ့ပတ်သက်တဲ့အရာတွေเนาะမချစ်တော့ဘူးဆိုပြီးတော့လုံးဝမဟုတ်ဘူးအာမင်းနဲ့ပတ်သက်ပြီးတော့အတိတ်မှာ तू နာကျင်ခဲ့ရတာရှိနေတာမှာအဲ့ဒါတွေကို तू ကအာထားခဲ့လိုက်ပြီเนาะထားခဲ့လိုက်ပြီသူ့ကို तू balance ဖြစ်အောင် तू စ조사ပြီးတော့ तू တွားနေတယ်နောက်ပြီးတော့အာမင်းနဲ့အတူတူပေါ့เนาะဆက်ဆက်ရေးတစ်ခုလည်းမှာရှိတဲ့ချိန်လုံးက နှစ်ယောက်ကြားမှာအာနာကျင်မှုတွေဆုံးရှုံးမှုတွေအများကြီးခံစားခဲ့ရတယ်လေးပင်မှုတွေပေါ့နော်စိတ်ပန်းဆိုင်ရာရောအာပြီးလို့ရှင်နှစ်ယောက်သားရဲ့ကိုရောစိတ်ပါပေါ့နော်အဲ့ဒါမျိုးကိုရောစိတ်ပါနှစ်ခုလုံးอ่ะနှစ်ဖက်လုံးမှာပြင်ပန်းခဲ့ရတယ်ကျွန်မအဲ့ဒါမျိုးလေးတွေ့တယ်အခုလက်ရှိချိန်မှာတော့ဒီပြင်ပန်းမှုတွေကို သူမခန့်စားချင်တော့ဘူးပေါ့နော်သူမခန့်စားချင်တော့ဘူးမင်းပေါ်မှာစိတ်ရှိသေးလားဆိုရင်တော့50 50ပေါ့နော်ကျမလာမျိုးလေးပြောချင်တယ်လုံးဝမမပြောက်အောင်နော်အာတင်းတို့နေတွေကိုလုံးဝမမေ့ပြောက်အောင်ဘူးဒါပေမဲ့လုံးဝလာခဲ့မယ်ဆိုတာဆိုတော့လည်းမတိကြဘူးပေါ့နော်စိတ်ခန့်စားချက်အနေနဲ့ကတော့မင်းနဲ့အတူတူဆက်ဆက်ရေးထဲမှာရှိနေစဉ်တုန်းကတော့ အတူတူနှစ်ယောက်သားကြော်ဖြတ်ခဲ့ရတာတွေတခါတရံကြရတူတည်ရတယ်။အာနှစ်ယောက်ကြားမှာအာဆုံရှုံမှုတွေဖြစ်ခဲ့တဲ့အရာတွေပေါ်မှာလည်းနှမျောတာလေးလည်းရှိတယ်။ဒါပေမဲ့ထားဖို့ပြန်ပြီးတော့ပြင်ဆင်ဖို့တော့သူဟိုလုံအောင်ဆုံးဖြတ်ချက်မချနိုင်ဘူးပေါ့နော်။အာဒီနေ့မနေ့ပြတ်တစ်ပတ်ခါအဲ့ဒါမျိုးဆိုတော့သူချိန်ဆွဲနေတယ်နော်။အဲ့ဒါမျိုးအဲ့တော့ဒီထဲမှာတော့လက် energy လေးတွေတော့ကျွန်မသိမ့်မတွေ့ဘူးပေါ့နော်။အဲ့တော့ကျွန်မတို့ဆက်ကြည့်မယ်နော်။ ဒီနေ့ collective meeting ကိုလာကြည့်ရတဲ့သူတွေပေါ့မှာမင်းတို့တွေရဲ့ age ကဘယ်လိုခံစားချက်ရှိလဲပြီးတော့ပြန်လာမလားပေါ့เนาะအဲ့ဒါမျိုးလေးတွေတစ်ချက်ကြည့်မယ်啊。Uh. ဲ့တော့စပါခုနာပြောရပါတော့เนาะ lab energy နေတော့တိတ်မတွေ့ဘူးဒါပေမဲ့လည်း50-50ပဲတင့်ကိုတတိယရဲစိတ်က50သူရဲ့အခုလက်ရှိသူနေနေတဲ့နေရာမှာသူပြုံ့မွေ့ပြီးတော့သူ့ကိုယ်သူအဆင်ပြေအောင်သွားနိုင်နေဆိုတော့50-50လုံးဝကိုယ့်စီမှာတရားရံကနုံးအပြည့်เนาะသူရဲ့စိတ်ခံစားချက်တွေမရှိတော့ဘူးလို့တွေ့ရပါတော့အဲ့တော့သူတင့်စီကို ပြန်လာဖို့တော့သူ့မှာအစီအစဉ်လေးရှိသေးလားပေါ့နော်ကျမတို့အဲ့ဒါကိုကြည့်မယ်အစီအစဉ်လေးရှိသေးလားဆိုတော့อืม no လို့ပဲပြောချင်တယ်ပေါ့နော် no လို့ပဲပြောချင်တယ်ဘာကြောင့်လဲဆိုတော့သူ့ဘဝကိုသူအဆင်ပြေဖို့အောင်မြင်ဖို့အတွက်ကိုအသေးစိတ်ကနေစပြီးတော့ဂိုင်တွင်နေတယ်စူးစမ်းနေတယ်နော်သူကြံစီအားထုတ်နေတယ်အဲ့ဒါမျိုးလေးတွေတွေ့တယ်အဲ့ဒီမှာမှတချို့လေးတွေကနေရာတစ်ခုကိုရသွားပြီးအောင်မြင်မှုတွေရရှိနေကြပြီတချို့လေးတွေကတော့အာစူးစမ်းနေရတော့ဗောနော်အဲ့တော့ဒီ reading ကိုလာကြည့်မဲ့သူတွေကလည်းအများကြီး collective reading ကလည်းဖြစ်တဲ့အခါကျတော့အခုလာကြည့်တဲ့သူတွေအားလုံးနဲ့တော့တရားရဂိုင်းလုံးအပြည့်ဆိုပြီးတော့ကိုင်းညီမှုတွေရမှာမဟုတ်ဘူးเนาะအာ90လောက်ပဲကိုင်းညီတဲ့သူလည်းရှိမယ်60 90 80တရားလုံးကိုင်းညီတဲ့သူတွေလည်းရှိမယ်ကိုင်းညီတဲ့လူတွေယူပေါ့เนาะကိုင်းညီတဲ့လူတွေကဒီ energy ကိုယူလို့ရတယ်အဲ့တော့သင်တို့လေးတွေရဲ့ age က အာတချို့လေးတွေရဲ့ H coronary တခုမှအနေထားတခု ਨੇ အအောင်မြင်နေပြီအဆင်ပြေနေပြီเนาะကြောကြားနေပြီเนาะ celebrity အဲ့ဒါမျိုးအနေထားမျိုးတော့ရှိတယ်တချို့ရဲ့ H ကလေအာတာမန်မဟုတ်ဘူးပေါ့เนาะကြကြရတယ်အလူတိများရတယ်အဲ့ဒါမျိုးပုံစံနဲ့မှရှိတယ်တချို့ H တွေကြတော့မထင်မရှားလေးနဲ့ပဲသူတို့ရဲ့ဘဝပုံစံမှာသူတို့ရှိနေကြပြီးတော့သူတို့ရဲ့လုံအောင်မဲ့အလုပ်တွေကိုတစ်ခုချင်းတစ်ခုချင်းစီစူးစမ်းပြီးတော့ရုံကန်လှုပ်ရှားနေပေါ့နော်အဲ့ဒါမျိုးတွေ့ ဒါပေမဲ့လည်းသူရဲ့ဒီစိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့အာတဲ့နဲ့ပေါ့နော်အာသူပြန်ပြီးတော့မတော်ဘူးပေါ့နော်အဲ့လိုမျိုးပုံစံသူတဲ့နဲ့ပြန်မတော်ဘူးလို့တော့သူစိတ်ထဲမှာတော့ဆုံးဖြတ်တာတယ်နော်အဲ့တော့အာ H ကကိုစီပြန်လာဖို့စောင့်မျှော်နေတဲ့သူလေးတွေကြတော့ဒီ reset ကိုကြားရရင်ကျွန်မကိုစိတ်ဆိုးပဲပေါ့နော်ဒါပေမဲ့လည်း sorry ပါကျွန်မကကတ်ကတ်ကြတဲ့အတိုင်းပြောတာဖြစ်တယ်ဒီမှာ chronosong energy နဲ့သူကဆုံးဖြတ်ထားပြီးပြီးအသိစီမလာတော့ဆိုတော့ သူ့ရဲ့ဒီဘဝအခြေအနေကြောင့်လည်းဖြစ်နိုင်တယ်သူနဲ့တန်တဲ့အခြေအနေတွေဝေးကွာသွားပြီးတဲ့နောက်မှာပြန်စုံစည်းဖို့ခက်ခဲမယ်ဆိုတာသူသိတယ်နော်နှစ်ယောက်ဒါပြန်ပြီးတော့မစုံစည်းတိုင်တော့ဘူးဆိုတာသူတိရဖြစ်တဲ့အတွက်သူဆုံးဖြတ်ချက်လုံးဝချလိုက်ပြီပေါ့နော်ကျမအားမျိုးတွေတွေ့ရတယ်။နောက်ပြီးတော့အာကိုရဲ့ဘဝနဲ့ကိုရဲ့အောင်မြင်မှုကိုရဲ့ငွေကြေးတွေကိုအမျှတအောင် မနေပဲသူကအာလုံနေရတယ်ပေါ့နော်ဟန်ချက်ညီအောင်သူတွားနေရတဲ့ခါကျတော့ အာသူတကယ်မို့တင့်ဘက်ကိုရိုင်းလိုက်မယ်ဆိုလို့ရှိရင်တစ်ဖက်ကလက်ဟာမှုတွေဖြစ်သွားမှာသူရမ်းကြောက်တယ်ပြီးတော့တချို့အာမြင်မှုရနေတယ် celebrity ပေါ့နော်ကိုယ့်ရဲ့ age က celebrity တွေမှာပါတဲ့သူတွေတွေလူသိများတယ်ကြော်ကြားတယ်အနေထားတစ်ခုမှာရှိတဲ့သူတွေတွေဆိုရင်သူတို့ရဲ့ age ကလေသူအမြင့်မှာရနေပြီမဲ့တင့်ကိုအဲ့ဒီအမြင့်ကနေလှမ်းပြီးကြည့်နေတယ်လို့ကျွန်မခံစားရတယ် အဲ့တော့ကျွန်မခုနကပြောသလိုပဲတင်းပေါ်မှာထားတဲ့သူရဲ့စိတ်ခံစားချက်ကလုံးဝကြီးเนาะမရှိတော့တာမျိုးမဟုတ်ဘူး90 90ရှိတယ်သတိမရတာ90သတိရတာ90ဒါပေမဲ့လည်းတင့်စီပြန်လာဖို့ကြတော့တင်းနဲ့သူနဲ့မိုးနဲ့မြည်လို့အဝေးกว่าနေတယ်เนาะအဲ့ဒါကတင်းဘက်ကအခြေအနေရန်ကောင်းပြီးတော့သူ့ဘက်ကအခြေအနေမကောင်းတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှင်သူ့ဘက်ကအခြေအနေကအရန်ကြီးကိုကောင်းနေပြီးတော့အတင်းဘက်မှာကြတော့ဗောနော်သူနဲ့လိုက်ရောညီချေသွားဖို့ကို ready ဖြစ်နေတာမျိုးလည်းဖြစ်နိုင်တယ် နော်အဲ့ခါကျတော့သူအဝေးကနေပဲတင်ကိုလှမ်းကြည့်နေရတယ်လှမ်းကြည့်နေတယ်အဲ့တော့ပြန်လာမလားဆိုရင် no ပါပြန်မလာဖြစ်ပါဘူးတင်ရဲ့ age ကဒါပေမဲ့သူရဲ့စိတ်ခံစားချက်တည်းမှာတင်ရှိသေးလားဆိုတော့ရှိသေးတယ်ရခိုင်နှုန်းကတော့90ပါအဲ့လိုမျိုးလေးပေါ့နော် အခုလက်ရှိမှာလဲဒီမှာကြည့် the artist သူဘဝကိုသူအကောင်းဆုံးလှပအောင်သူရေးချယ်နေတယ်ပေါ့နော်ကျမအားမျိုးလေးတွေ့တယ်အဲရေးချယ်တဲ့နေရာမှာတချို့ကတော့အနေထားတစ်ခုကိုရသွားပြီးအလှဆုံးကိုရဲ့သူရဲ့ဘဝအကြီးကောင်းကိုရေးချယ်နိုင်ပြီးတော့တချို့ကြတော့အားဆိုင်ထုတ်မှုတွေအများကြီးနေအာ လုံဆောင်ချက်တွေအများကြီးလုံနေနေမှာစူးစမ်းရုံးကန်နေရတော့ပေါ့နော်သူဘဝသူရုံးကန်နေရတော့အဲ့တော့တင့်ကိုတတိယနာမှာမလာနိုင်ဘူးပေါ့နော်အဲ့တော့ရုံးကန်နေရတဲ့သူဖြစ်စေအနေထားတစ်ခုကိုရောက်နေတဲ့သူတွေဖြစ်စေပေါ့နော်တင်တို့ရဲ့ HD ကလက်တလုံးမှာတော့တင်တို့စီလာဖို့အတွက်ကို chance မရှိဘူးပေါ့နော်ကျွန်မအဲ့လိုမျိုးတွေတွေ့တယ် အဲ့တော့ဒီနေ့က collective reading အနေနဲ့ဖြစ်တဲ့ H reading လေးပေါ့နော်။အာပြီးလို့ရှိရင်ဒီ H နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတော့ကျွန်မကအအများအများကြီးပြောဖို့ဆိုပြီးတော့ခေါင်းထဲမှာမပေါ်လာဘူးပေါ့နော်။အဲ့ဒါမျိုး။ဘာကြောင့်လဲဆိုတော့ဒီဒီ H ဆိုတာအိပ်ပဲပေါ့နော်။အဲ့လိုမျိုးကိုယ်နဲ့ရည်စက်မရှိတဲ့အတွက်ဒီ H ဆိုပြီးတော့သူကဖြစ်လာတာကိုရည်စက်မရှိတဲ့သူကိုကျွန်မတို့ကထပ်ပြီးတော့အာတန်တာနေလို့လည်းတိတ်ပြီးတော့အကျိုးမရှိတော့လို့ကျွန်မထင်တာပေါ့နော်။တကယ်မို့ကိုယ့်ရဲ့လူအမှန်ဆိုလို့ရှိရင်တို့က H အစလဲမှာတော့တို့မပါတော့ဘူးပေါ့နော်အဲ့ဒါမျိုးလေးလို့ကျွန်မခံစားရတယ်အဲဒါပေမဲ့လည်းတချို့အရင်ကန်ကောင်းတဲ့သူလေးတွေကြတော့ဒီ h နဲ့ပဲသူလိုချင်တဲ့သူရဲ့ h နဲ့ပဲပြန်ပြီးတော့ကန်တရားကပေါင်းစည်းပြီးလို့ပြန်ပြီးတော့လက်ထလိုက်ရတာမျိုး left light တွေကိုမှပြန်ပြီးဝင်လာတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေလည်းကြုံရင်ကြုံမှုကြနိုင်မယ်ဒါပေမဲ့လည်းဒါကလည်းလူတိုင်းတော့မဟုတ်ဘူးပေါ့နော်လူလေးစုလောက်ပါပဲပေါ့ နော်ဒါပေမဲ့ကျမတို့ရဲ့ဒီဘဝတွေမှာပေါ့နော်ကျမတို့ရဲ့ love life တွေမှာအာတစုံတူတွေကိုပဲချစ်ပြီးတော့တစုံတူနဲ့ပဲလက်တွေ့ရတယ်ဆိုတာလည်းအရန်ကိုရှားပါပြီးတော့ဖြစ်တောင်းဖြစ်ခဲ့အာဖြစ်ရတွေပါပေါ့နော်ဘဝကသွားတဲ့ဘဝခီကိုရှောင်လန်းကြတဲ့အချိန်မှာကိုယ့်ရဲ့ဒီ love life တွေကိုတူပြီးတူပေါ့နော်အဲ့အမျိုးလေးတော့ဝင်လာနိုင်တယ်အဲ့ဒီဝင်လာနိုင်တဲ့သူတွေထဲမှာမှကိုယ့်အတွက်တကယ်ကိုမှန်ကန်တဲ့သူမဟုတ်ဆိုရင်တော့ H တွေနေနဲ့ပဲသူတို့ကကြံခဲ့ရပါပေါ့နော်ကြံခဲ့ရ Rocky ကတော့ new lab new person နေနဲ့တခါအာပြန်ပြီးတော့တွေ့ရပြီးတော့ကိုတော်မှန်ကန်တဲ့အချက်เนาะ right person အဲ့လိုမျိုးပုံစံတွေကိုကိုရီးယားတခါပြန်လဲပြီးတော့ဟိုရှာဖွေရတာပေါ့နော်အဲ့လိုမျိုးပုံစံအဲ့တော့ ဒါက h နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်ကျမကတော့ဒီလောက်နဲ့ပဲအချင်းချင်းလိုက်မယ်အာဒီ h reading ကိုမျှော်လင့်နေတယ်ကျမရဲ့ orient လေးတွေလည်းစိတ်ချနေမှုရှိမယ်လို့တော့ကျမထင်တယ်ပေါ့နော်ပြောမလို့ဆိုဒီနေ့မှာ personal reading လေးတွေလည်းကျမယူထားတာနည်းနည်းများတယ်ပေါ့နော်အာ6ဦးလောက်ဖြစ်သွားတဲ့ခါကျတော့အချိန်ရလည်းတိတ်နေရအောင်ဒါပေမဲ့ဒီ h reading လေးကိုအာမျှော်နေကြမှာဆိုတဲ့အတွက်ကျမကနည်းနည်းလေးအချိန်ကိုလုပြီးတော့လုပ်ပြီးတာဖြစ်ပါတယ်အဆုံးလေးကြည့်ရှုပေးတဲ့အတွက်လည်းကျမရဲ့ orient လေးတွေတရားကျင့်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ရီဒင်တွေမှာအတူတူပြန်လည်ဆောင်တွေ့ကြမယ်နော်